အာ USD ကိုမလေးရှားအနေနဲ့ဘယ်လိုဝယ်ရမလဲ။အာပြီးတော့ USD ဖြစ်ဆိုတာပါလေ။အာကျွန်တော်ဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်တယ်။အားလုံးပဲမင်္ဂလာပါ။အာအာကျွန်တော်ကတော့ Augustine Liana ဖြစ်တယ်။အာပြီးတော့မလေးရှားအနေနဲ့အာကျွန်တော်တို့ USD ကိုဘယ်လိုဝယ်ရမလဲ။အာပြီးတော့ USDT ဆိုတာပါလဲဆိုတော့ကျွန်တော်ရှင်းပြသွားမှာဖြစ်တယ်။အာ USD USDT ဆိုတာကတော့ American Dollar နဲ့ညီမျှတဲ့အာငွေကြီးဖြစ်တယ်။အာ Crypto တော့တမျိုးလည်းဖြစ်တယ်သူကအစည်းအတက်အကြမရှိတဲ့အာခရစ်တိုမျိုးဖြစ်တယ်ပြီးတော့ကျွန်တော်တို့အာဒီ wallet တွေမှာသုံးပြတဲ့ Binance သုံးမဟုတ်မာ Bitget by Bit အာတခြား crypto exchange တွေအများကြီးရှိတယ်အဲ့ထဲမှာမှကျွန်တော်တို့သုံးကျွန်တော်တို့သုံးပြတဲ့အာ USDT ဖြစ်တယ် USDDC လည်းရှိတယ်ကျွန်တော်က USDT ဝယ်ပြမှာဖြစ်တယ်။ဟောပထမဆုံးနေနဲ့ကျွန်တော်တို့ Play Store ကိုသွားမယ်။ Play Store ကနေဘာလို့ရမလဲဆိုတော့ Bitget ဆိုပြီးလိုက်ရှာမယ် bit bit get ဆိုတာလိုက်ရှာမယ်ဟာဒီမှာပေါ်လာလိမ့်မယ်အာ bit bit get အာ by sell crypto ဆိုရဲဥစားအဲ့ဒါကို download ပြရမယ်ပြတဲ့ကျွန်တော် download ပြွားဆိုတော့ကိစ္စမရှိဘူးကျွန်တော်ပြန်ထွက်လိုက်မယ်အာပြီးတော့ကျွန်တော်ဒီထဲဝင်မယ်ကျွန်တော် bit get ထဲကိုသွားမယ်ဒီထဲမှာကျွန်တော် အအောင်မှာရှိတယ် more ဆိုတာရှိရယ် more ထဲမှာတော့ b2b လဲ b2b မတွေ့တဲ့အတွက် more မှာတော့ရှာလို့ရတယ်ကျွန်တော် b2d တွေလဲဝင်မယ်ပြီးတော့အဲ့မှာကျွန်တော်တို့ကမက်သက်တွေရှိတယ် payment method ညာမှာကိုတုံးနေတဲ့ qr လာအာတရှင်ကိုလာတော့ကိုကရွေးပေးရမှာဖြစ်တယ်ကျွန်တော်ကတော့တရှင်ကိုပြတဲ့အတွက်တရှင်ကိုရွေးတယ်ပြီးတော့ကျွန်တော်တို့ like ရှာတယ် limit ဆိုတာဥစားအဲ့အမှဘလောက်ကနေဘလောက်အစားဝယ်လို့ရလဲဆိုတော့ဒါကျွန်တော်တို့အရင်ရှာတယ်ရှာတယ်ရှာတယ် ဟောဒီမှာတွေ့ပြီကျွန်တော်ကဟာဥပမာဖြစ်တဲ့အတွက်ကျွန်တော်က30ပိုးပဲဝယ်ပြမှာဖြစ်တယ်။30လောက်ကြီးမယ် RM 30ပြီးတော့အဲ့ Bing Transfer နေရာမှာကိုသုံးနေတဲ့အာတရှင်ကောမဟုတ်တော့မဟုတ်ပေါ့အတိတ်နောင်ခေါ်ရဆိုတာကျွန်တော်တို့ရိုက်ပြီးဘိုင်းလို့လွှတ်လိုက်မယ်ပြီးတော့အဲ့မှာအာကိုကအဲ့မှာအပေါ်မှာရှိတဲ့အဲ့မှာကျွန်တော်တို့ကအစာသွားဖို့ပေးရမှာပဲ ။ဒင်းဒီမှာကြတော့နည်းနည်းကြာတာတွေရှိတယ်အဲ့လိုမျိုး line မကောင်းတာတို့တို့ line မရှိတာတို့တို့ phone number တွေပါထားခဲ့တယ်ဒီမှာကြတော့ line ကောင်းတယ်ကျွန်တော်ပို့တယ်ပြီးတော့ကျွန်တော်နည်းနည်းဆောင်းလိုက်တယ်ပေါ့ဆောင်းပြီးတော့တို့တို့ပဲ chain တို့ QR ပြန်ပို့မလဲဆိုတော့ကျွန်တော်ဆောင်းကြည့်နေတယ်ကနလေးဆောင်းလာအောင်မှာ ခဏလေးစောင့်ပေးလိုက်ရမှာဖြစ်တယ်ကျွန်တော်တို့အာကျွန်တော်ပြန်တော့ကြည့်တယ်အာတော့ပူလာပေးတယ်ကျွန်တော်တို့ဒီ QR ကိုအာကိုကပတ်စံတော့30ခု30တော့လွှဲပေးရမှာဖြစ်တယ်အာကျွန်တော်ဒါကို screenshot လိုက်တယ် screenshot ပြီးတော့ပြန်ထွက်တယ်အာတရှင်ကိုထဲသွားမယ်တရှင်ကိုထဲသွားမယ်တရှင်ကိုရောက်တာနဲ့ ကျွန်တော်တို့ကအဲ့မှာသူခုနကကိုက QR အဲ့ဒါ screen shot ထားတာကိုတော့ပို့ပေးရမှာပြည်တယ်ဒီမှာကျတော့မပေါ်ဖြစ်နေတဲ့အသက်ရှင်ကောကဟိုဆောင်မပေးတဲ့အတွက်ပေါ့ကျွန်တော် RM 10လို့ရိုက်ပြီးသူတို့ပို့ပေးလိုက်မယ်ပြတော့ကျွန်တော်ဒီမှာမျက်နှာနည်းနည်း scan လိုက်အောင်ပါအာမျက်နှာ scan လိုက်တယ်အာအောင်းလို့ရတယ် ပြီးတော့ကျွန်တော်ဒါကိုဘယ်လိုပြန်လုပ်လဲဆိုတော့ screen shot တဲ့ပြီးတော့ bit get ထဲပြန်သွားမယ် bit get ထဲပြန်သွားပြီးတော့ကျွန်တော်တို့ဒီမှာအာအဲ့တော့ကျွန်တော်တို့ပြီးရအကြောင်းကျွန်တော်တို့ confirm လုပ်မယ် confirm လုပ်ပြီးတော့သူ့အပေါ်မှာအော်ကိုကနော screen shot ထားတာကိုကျွန်တော်ပို့ပေးလိုက်ရမှာဖြစ်တယ်ပို့ပေးသွားပြီဆိုရင်တော့ရပါပြီသူ့သူ့နည်းနည်းစောင့်ပေးလိုက်ရပါပြီ ဟိုအဲဒေါ်လာတွေဝင်လာတယ်10ဘိုးပဲဝင်လာပြည့်တဲ့အတွက်အာပြီးတော့ဒီမှာကြာတော့ပါလေဆိုတော့အာဒီ pit get ကိုတောင်းမဆိုတော့အာ passport အာတောင်းမဟုတ်မှပုံတယ်မူရေးပေါ့လိုတယ်အာကြာတော့လိုတယ် KYC အောင်ဖို့ဆိုရင်ပြီးတော့အဲ USDD နဲ့တခြား crypto တွေပါပြောင်းဝင်လို့ရတယ်အဲ့လိုကအာ unity မြန်မာချင်းနဲ့ဆိုရင်ပေါ့ဟုတ်ကဲ့ပါကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ဘစ်ကက်ကိုခွင့်မစွင်ကျွန်တော်ရဲ့ဒီမှာ comment မှာ link လေးချထားပေးပါမယ်